ဖရားပွဲမဖြစ်တာ၅နှစ်ကြာပြီဖြစ်တဲ့မုံရွာမြို့ဒီဆူတောင်းပြည့်ဖရားပွဲတော်ကြီးအခုဒီ2025နှစ်မှာတော့ဒါအခုပြန်လဲဖြစ်နေရပေါ့နော်ဒါသူ့ကလည်းသူတော့မစိုးပါဘူးဗျာစီပါတယ်သူဇေရန်လေးနဲ့သူတော့ ဒါကတော့ကေကေယာတန်းလေးပါနော်ကျွန်တော်ကေကေယာမစားတာကြာပြီးတော့တော်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 ကြာနေပြီနော်ကေကေယာလွမ်းနေရတဲ့အတော်ပဲကျွန်တော်တဲ့ဒါအစိတ်သားရှောက်ဖောင်နေနော်ဒီမှာလည်းအထယ်တန်းလေးနေသူကနေသူတော့မစိုးပါဘူးကျွန်တော်ပွဲစင်းလည်းမလျှောက်ရကြာတယ်အကြာဖြစ်တဲ့အခါကျပွဲစင်းလည်းလျှောက်ရတဲ့ဖြီးလေးလေးတော့ပြန်ခံစားရတာပေါ့နော် ကျွန်တော်တို့ကတော့ဒါညနေ6နာရီကျော်ဝင်ကျင်တော့ပဲနော်6နာရီညနေ9နာရီလောက်ကျော်သွားခဲ့ရတွေ့တယ်ပြီးတော့လူလေးကတော်တော်လေးတော့စီပါတယ်ဗျဟုတ်တွေ့တော့ဈေးတိုင်းလေးလည်းစုံပါတယ်ဒါတော့ဒါဖះဆောင်းနေတယ်ပေါ့နော်ဒါတော့ဒါဖះဖះရိတ်တာအပြင်ရင်ပြင်ပေါ့နော်ဒါထဲတိုင်းလေးတော်တော်များများစုံပါရဲ့နော် ဒါအုတ်ထုတ်ဆိုင်လေးတွေရောတို့ကလည်းဒီဒီပွဲစည်းတန်းမှာရှိတိရှိတတ်တဲ့ဆိုင်လေးတွေအကုန်လုံးတော့ရှိပါတယ်။နောက်တို့ကဒီပွဲစည်းတန်းအထည်ဆိုင်လေးတွေရောဖနက်ဆိုင်လေးတွေတို့ကဒီမုံဆိုင်လေးတွေရောတို့ကလည်းဒီတော့လာရောက်ရပါတယ်ဗျ။